အားလုံးပဲမင်္ဂလာပါဒါအခုကျွန်တော်တို့အာဆင်နဲ့ဒါဒါအိုလံပီယာကိုနဲ့ကျွန်တော်တို့ချန်ပီယံလိပွဲပြီးသွားပြီဗောလေချန်ပီယံလိကအခုကျွန်တော်တို့ဒုတိယပွဲပြီးသွားပြီဆိုတော့အမရိတ်မှာကန်တာဗောလေအာဆင်ကနှစ်ခုပြတ်နဲ့နိုင်သွားတယ်ဆိုတော့ပွဲကတော့ဒါဘယ်လိုပြောမလဲကျွန်တော်တို့ပြည်သက်တွေတွေ့တော့အမှန်တိုင်းပြောတော့အာဆင်ပြည်သက်ဆိုတော့တိတ်အားမရဘူးလေ2 nil ဖြစ်ပေမဲ့ဒီတက်မကပူ900တင်းနဲ့ဒီတက်မကလည်းပူပြီးတော့ခရေးလုံးတင်တယ်ဒါပေမဲ့ အဆုံးသတ်မှာတော့ဗောလေဘခါယိုဆာကာကနောက်ကျကိုရဲ့ဂါဘရီယယ်မာတင်နယ်လီရဲ့အစားအသောပိုင်းကိုရဲဆိုကျွန်တော်ယော့ဂရက်စ်ကိုဒီထက်မကဘူးဂိုးသွင်းခဲ့တဲ့တာဒါပေမဲ့လည်းဘာဖြစ်ဖြစ် okay Manchester City အမှတ်ရော့တယ် Liverpool ကိုတနေ့ကရှုံးသွားတယ် Tottenham ဒါဘယ်လိုပြောမလဲတေးကျသွားတယ်အဲ့ချိန်မှာ Chelsea နိုင်တယ်ကျွန်တော်ကျွန်တော်တို့ကနှစ်ပွဲကစားနှစ်ပွဲနိုင်ဆိုဘာဖြစ်ဖြစ်အင်္ဂလိပ်ကလပ်တွေထဲမှာကျွန်တော်တို့က6မှတ်အပြည့်ရထားတယ်ဆိုတော့အဲ့ဒါကတော့အဆိုးတဲ့အကောင်ပေါ့လေဒါပေမဲ့ ပေးသက်တယောက်အနေနဲ့ဆိုဒီထက်မကခိုးပြတ်တင့်နေလို့ကျွန်တော်မျှော်လင့်ထားပါလေဒါကတော့ Emirates ကွင်းမှာဒါဒုတိယမြောက်ချန်ပီယံလိကျွန်တော်က Athletic Club နဲ့ချန်ပီယံလိအဝေးကွင်းသွားကြည့်လိုက်သေးတယ်ပြီးတော့ဟိုတနေ့က Newcastle ပွဲအဲ့ပွဲတော့တကယ်ကို excited ဖြစ်တယ်ပွဲအဲ့မှာလည်းကျွန်တော် Norway ကညီလေးတယောက်လာကြည့်တယ်တလက်စားတဲ့နဲ့ချန်ပီယံလိကြည့်နေပါလေအခုလည်းကျွန်တော်မှာဒီကညီလေးတွေရှိတယ်ပါလေဆိုတော့ကျွန်တော်အနေနဲ့ဒါအခု မေးချင်တာပါလေ Okay မိတ်ဆက်ပြသေးဆိုတော့ညီတို့ညီကဘယ်ကလာလဲဗျညီတို့ကပြောပါအောင်ကျွန်တော် Bristol ကလာပါဗျာ ကျွန်တော်နာမည်ရဲမျိုးလို့ခေါ်ပါတယ်ဆိုတော့ तू อ่ะညီอ่ะ Bristol อ่ะเนาะဟုတ်ကဲ့ရဲရဲမိုးဒီဘက်ကညီလေးอ่ะဟောကျွန်တော်ထူးညံအောင် Birmingham လာတယ် Birmingham Birmingham လာတာဟုတ်ကဲ့ Birmingham လာเนาะဟုတ်ကဲ့အေးဆိုတော့ပြီးဟိုဘက်ညီလေးอ่ะဟောကျွန်တော်နာမည်လူလူမင်းခန့်ပါ Manchester လာ Manchester လို့ Manchester Bristol Manchester Birmingham အမင်းတို့၃မြို့ပေါ့လေဆိုတော့အခု ဒါအကုန်လုံးအာဆနယ်ပိတ်သက်ပဲလားမဟုတ်ဘူးအာဆနယ်ပိတ်တယ်ဟုတ်ကဲ့မန်ချစ်စတာတို့ပေါ့လာတယ်ဆိုတော့မသိဘူးများအန်ဒါကာဗာများလာလို့ဒါတော့ဆိုတော့အကြောင်းပဲတက်တာဆိုတော့အကြောင်းလုံးမေးနေတာမေးနေတာပေါ့လေဆိုတော့အမေရိကန်မှာဒါအရင်တော့ကြည်ဘူးလားဘယ်လိုဘယ်လိုမျိုးအခြေအနေရှိလဲပထမဆုံးအနေနဲ့ညရင်မေးချင်လို့ Americ ရဲ့အတွေ့အကြုံဒါ Champion League ကိုဘယ်လိုဘယ်လိုကြည်ဘူးလဲဘောလုံးပွဲတွေဘယ်မှာကြည်ဘူးဘောလုံးပွဲကျွန်တော်တခါမှမကြည်ဘူးဒါကျွန်တော်တို့တောင်းအောင်လုပ်ရတယ် first time ပဲဘောလုံးဒါ first time ပေါ့ Champion League ပွဲလဲ first time ဆိုတော့ okay ဆိုတော့ ိမ်ကွင်းမှာပထမဆုံးကြည့်ရတယ်ကိုကြည့်ကျင်တဲ့အမေရိကန်မှာကြည့်ကွင်းရတဲ့အချိန်မှာဘလို့ခံစားရလဲ TV မှာကြည့်တာနဲ့ဒါအခုဘောလုံးကွင်းကိုကိုရန်ကိုကြာချန်ပီယံလိမှာဝင်နိုင်လဲနိုင်သွားဆိုတော့ဒါဝင်းဝင်း situation ဘလို့မြင်လဲညီအနေခံစားချက်လေးပြောရပြောရရင်တော့ဒီနေ့ကစားတော့အဲ့လောက်ကြီးတော့တောင်းတဲ့တိမမပါဘူးဒါပေမဲ့ကျွန်တော်ဒီ first experience ကြည့်ရတာဆိုတော့တော်တော်လေးရောစိတ်လို့ချောဘူးကောင်းတယ်ပြော experience ကလည်းတူလဲမတူ TV နဲ့ကြည့်ရတယ်ဆိုတော့အများကြီးกว่าဟို player အဓိက player ရောအနီးကကြည့်ရတဲ့ feeling ကတော့ဘာမှမလဲတော့ကျွန်တော်ကြည့်ရတာ TV မှာကြည့်တာနဲ့ကွင်းမှာကြည့်တာဘာကွာလဲ TV မှာကြည့်တာတော်တော်ကွာတယ်နော်ဟမ်တော်တော်ကွာတော်တော်ဟို TV မှာတော့ပို့ပြီးတော့ဟိုပို့ပြီးတော့မြင်ရတာဗောလေဒါပေမဲ့ကွင်းထဲမှာတော့သိတာမဟုတ်ဘူးအကိုမတူဘူးတူကွင်းထဲမှာဖြစ်ပြတယ်တော့အကြီးရရတာမတူဘူးတော်ပြီး player ရဲ့အကြီးရောဟုတ်တယ်ဟုတ် Rice ကတော်တော်ကြီးရ Rice ကအပြင်မှာတော်တော်ကြီးရ Gabriel Saliba တော့တော်တော်မိုက်တယ်နော်အပြင်မှာဆိုတော့အခု Arsenal ကို ဒါအခုညညီကအခုဒီမှာကြောင်းလာတက်တာလားဟုတ်ဟုတ်ကြောင်းလာတက်တာဆိုတော့ Arsenal ပွဲ Manchester မှာမဟုတ်တော့ညညီမှာဟုတ်မန်ချက်စတာမှာကြောက်တယ်အရှာဆိုတော့ Manchester United တို့ Man City ကိုခဏခဏတွေ့နေတာဗောနမလားတွေ့နေတာအဲဆိုတော့ဒါကို Emirates ကိုမှာစကြည့်ခွင့်ရရပေါ့လေဒါနိုင်ပွဲရသွားတယ်ဆိုတော့ညရဲ့အမြင်ပေါ့လေဒါညီကဟုတ်ကဲ့ Birmingham လာတာကျွန်တော် Bristol လာတာ Bristol ဟုတ်တယ်မင်း Bristol City ရောတာ Bristol Rover နဲ့ City နှစ်သင်းမလားကျွန်တော် Bristol City ပွဲသွားကြည့်နေကြနှစ်ခါကြည့်ဦးတယ် Bristol City အဲ Championship Championship ကြည့်ရနောက်ပြီးအာ England U21 နဲ့အဇာဘိုင်ဂျန်ယူ21နဲ့ဘရစ်ဆိုမလာကန်တော့တစ်ဟောက်သွားကြည့်တယ်။ဒါမှမဟုတ်အာဆင်နယ်ဘွဲကဒီနေ့မှလာကြည့်ရပထမဆုံး။အော်အာဆင်နယ်ဘွဲကဒီနေ့မှလာကြည့်ရဆိုတော့ဘလို့ခန်းစားရလဲအာဆင်နယ်ပေးသက်တယောက်အနေနဲ့အမေရိကန်မှာကိုယ်တိုင်ကိုကြကြည့်ခွင့်ရတဲ့အတွက်အစနကွင်းရောက်ရောက်ဘူးရောကျွန်တော်စတေဒီယံတော်ကြီးလာဘူးဒါပေမဲ့တကယ်ပွဲခံတဲ့ feeling ကစတေဒီယံတော်နဲ့ဘာမှမဆိုင်တကယ်ဘာမှမဆိုင်စတေဒီယံတော်နဲ့အာအစနကန်တော့ကောင်းတယ်လိုအပ်တဲ့နေရာကြီးတော့ရှိသေးတယ်ဒါပေမဲ့အားရတဲ့အပိုင်းကကျွန်တော်တို့တိုက်စစ်အစ်စ်ခေါ်ရတဲ့ Yorkers က အရင်ရှေ့ပွဲတွေအထက်အများကြီးပိုကောင်းလာတယ်သူရဲ့လုံးဝတိုက်စစ်မှုတယောက်အနေနဲ့ရဲရဲရင်းရင်းပေါ့လေသူဘောလုံးတွေဝင်လူတယ်ဆွဲပြေးတယ်အိုဒီကပေးတဲ့အလုံးစုံသူပြေးသွားအကောင်ကြီးဆုံးဖြတ်ချက်လေးနည်းနည်းမှားသွားဘယ်နဲ့သွားကန်လိုက်ညာနဲ့ကန်ကိုရနိုင်တဲ့အခြေအနေမှာရှိရပေါ့နောက်တစ်လုံးညာနဲ့ကန်တဲ့လုံးလုံးထောင်းတတ်သွားတယ် သူ training စင်းတော့ကျွန်တော်အစားဆုံးကြည့်တယ် training မှာတလုံးပြီးတလုံးသွင်းတယ်ယောဂရတကယ်ပွဲတယ်ကျွန်တော်သွင်းတယ်တော့ဒါပေမဲ့ဒါကလည်းအလေးချက်ပဲလေသူက premier league နဲ့ထားမကြသေးနောက်ပြီး champion league ကလည်းအသင်းသင်းနဲ့ကစားသမားတက်တယ်အများကြီးပဲဆိုတော့ယောဂရစီကဒီလက်ပို့ပြီးတော့အများကြီးကျွန်တော်အမြင်အဓိကသူ့ရဲ့ war rate နဲ့ဒါ hold up play ကစားတဲ့ general play တွေတော်တော်များများသူကောင်းတယ်ကျွန်တော်အကိုမြင်တော့လေ final finishing ပိုင်းလေးကလွဲရင်သူတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် defensive ပိုင်းမှာလည်းသူအနောက်ထိဆင်းတယ်အသင်းကို pressure ပေးတယ်ဆိုတော့ယောဂရစ်ဂိုးမရတာနဲ့ ပြင်ရတော့ဗျာပေးသက်တော်မင်းများအားမရဘူးရလက်ကဗျာကျွန်တော်ဖြစ်စင်တာအမှန်တမ်းပြောရင်ဆာကာမသွင်းသေးချင်ဆာကာအမြင်နဲ့သွင်းတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ကအခုဒါဆိုရင်မာတင်မာတင်အိုဒီကာတို့ထရဆောတို့ယော့ကရက်ဆိုအဇေးတို့အဲ့လိုကစားမားတွေပူကူရစီဘာလို့ဆာကာအမြင်နဲ့ရတယ်ဆိုတော့ဒါကတော့အခုပေးသက်တယောက်အနေနဲ့ကွင်းမှာကြီးတဲ့အနေထားပေါ့လေဆိုတော့ဟိုဘက်ညီလေးကရောညီကဘယ်ဘယ်ကလာတာကျွန်တော်ဘာမင်ဂမ်ဘာမင်ဂမ်ကပဲဆိုတော့ဒါအကုန်လုံးကအင်္ဂလန်ရောက်လာကြာပြီလားမင်းတို့ကျွန်တော် final ရရပြီ final ရရပြီဘယ်နှစ်ရှိပြီညီတို့ကျွန်တော်၄နှစ်ရှိပြီ ညာ3နှစ်3နှစ်ညာ3နှစ်ပေါ့3နှစ်တည်းပဲเนาะ3နှစ်ဆော့ဒီကွင်းကိုညာပထမဆုံးလာကြည့်လားပထမဆုံးဟုတ်အဲဘာမင်ဂန်ရလားဟာအဲ့ဆို Aston Villa တို့ Birmingham City တို့ရောကြည့်ဘူးလား Aston Villa ကိုဟာ Europa League ကြည့်ဘူးရယ် as agent နေလား IS နဲ့ IS နဲ့ Europa League ကြည့်ဘူးရယ်အဲအဲ့တုန်းက4ဈေးတောင်းနေနိုင်တယ်ဒါပေမဲ့ Arsenal ဘွဲကအဓိကအဖော်လဲလိုတာရယ်အဲ့လိုမျိုးကတို့နဲ့က အဲကျွန်တော်အခုမှတေချာသွားကြည့်ပြတာ။ဩဒီညတို့တော့တီးပြီးသားပေါ့။တီးပြီးသားကျွန်တော်မနေ့ကနေ့ကသွားကြည့်ဖို့လုပ်ထားတယ်ဒါပေမဲ့ဒီနေ့မှအဲ့လိုဖြစ်သွားတာ။အမှန်မရဘူး။အမှန်လည်းမရဘူး။ real အဲ rice can နဲ့ဟွာဒီလိုပဲဆိုတော့အခုအခုကွင်းမှာကြည်ရတဲ့အရသာဘလို့မြင်လဲညင်ငယ်တော့အိမ်မှာကြည်တဲ့အခြေအနေနဲ့ဘာကွာချားလဲညင်ငယ်ကနေကဒီကွင်းမှာတနေ့တော့လာကြည့်မှာပဲဗျာအဲ့လို it's like dream ညာအဲ့တော့အခုက dream come true ညာအကုန်လုံးအတွက်ပဲအဲ့တော့ ပြောတော်တော်ပြောပါဆိုတော့ဒါကတော့အခုပေးသက်တယောက်အနေနဲ့ကွင်းမှာလာကြည့်တဲ့အနေထားပေါ့လေဆိုတော့အခုအာဆင်အသင်းအကြောင်းမေးမယ်ပေါ့လေဆိုတော့အခုမီကဲအာတီတာအသင်းကအခုချန်ပီယံလိမှာဆိုရင်နှစ်ပွဲကစားနှစ်ပွဲနိုင်ထားတယ်ပရီးမီးယားလိကလည်းဘာဖြစ်ဖြစ်ပွဲချက်6ပွဲမှာအကိုတို့ကထိတ်ကနှစ်မှတ်ပဲကွာတဲ့အချိန်မှာဘာဖြစ်ဖြစ်စပြီးတော့အမှတ်ကြီးစယူရမယ့်အချိန်ပေါ့လေအခုအခုတခုမြင်တာပေါ့လေအာဆင်က ခက်ခဲတဲ့ပွဲတွေမှာအလုပ်ဖြစ်ပေမဲ့တကယ်တေချာပေါက်ကိုဖျက်ရမယ့်ပွဲတွေမှာ तू တော်တော်လေးခက်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 လုံနေရတဲ့အခြေအနေပေါ့ဘလို့မြင်လဲပထမဆုံးနဲ့ညီရဘလို့မြင်လဲကျွန်တော်တိုက်စစ်ကတော့နည်းနည်းအခြေဆက်မိဖို့လိုသေးရဲ့ထင်တယ်အဲ့လိုပြောအစ်စ်တေရောဟွာတွေရောအရင်အဲ့လို fluid ဖြစ်မနေဘူးဗျာတဲ့မလားအဲ့လို flow အဲ့လိုအရင်ခြိမ်းဆက်မိမနေသေးဘူးလို့ထင်တယ်အမ်ခံစစ်ကတော့တည်ရတိုင်းပဲအကောင်းဆုံးပဲဗျာအဲ့တော့လဲကောင်းပြီဒါဒီနေ့လဲ premier league လဲ၃လုံးပဲပေးထားရတယ်ချန်ပီယံလုံးမပေးရသေးဘူးအခုလာမဲ့ပတ်တော့ကျွန်တော်တို့ မဘူးပြန်ချက်တီတခုခုဖြစ်ပြီးတော့ကျွန်တော်ကျွန်တော်ထိတ်ဆုံးကိုရောက်မယ်ထင်တာပဲဆိုတော့ WhatsApp နဲ့ WhatsApp နဲ့ကာမှာဗောလေဆိုတော့တို့ကတော့ကျွန်တော်တို့ကအကိုတို့က WhatsApp နဲ့တို့ကတော့ဒါဒါနောက်ပွဲချက်ကလာပြီးအကိုတို့ full land ရှိတယ်ပွဲတွေကဇက်တိုက်ဗောလေဆိုတော့ဒါကတော့အခု ဆိုတော့ညီကိုမေးချင်တာအာစနယ်အသင်းရဲ့အခု new signing နေပေါ့လေ new signing နေမှာအခုလက်ရှိမှာ Yogres ကြောင်းလေခုနကတော့ညီပြောပြီးသွားပြီဆိုတော့ Aberige Eze ရှိမယ် Christian Mosquera ရှိမယ် Martin Superman ဒီရှိမယ်တခြားကစားသမားတွေတော့အခုအများကြီးမပြောပါဘူးဆိုတော့ဒါအခုလောလောဆယ် first try ဖြစ်နေတဲ့ကစားသမားတွေပေါ့လေဒီကစားသမားတွေအနေနဲ့ဘယ်လိုမြင်လဲအဲ့ထဲမှာအခုညီဟုတ်ကျွန်တော်ဒီနှစ်အသစ်ခေါ်ရတဲ့ကစားသမားတွေမှာအားရဆုံးကတော့ Zubiman ဒီပဲဗျ Zubiman ကတကယ်အာဆင်နယ်ကွင်းလမ်းမှာလိုနေတာတော်တော်ကြာပြီလို့ပြောရမယ်ဟိုရှာကာထွက်သွားတဲ့ကတော်တော်ကြီးဟို အာစနယ်ကွင်းလည်းအလုံးမလုံးတော့ဒါပေမဲ့ဇူဘီမန်ဒီဝင်လာတဲ့အခါမှာသူလည်းလိုအပ်ချက်တွေတော့ရှိနေသေးတယ် right ဆိုရင်စစ်စင်ကုနေရအနောက်မှာဒါပေမဲ့ဇူဘီမန်ဒီကတကယ်ကွင်းလည်းပိုးချုပ်သူတယောက်တည်းထိန်းချောင်းနေတာအရှိရောအနောက်ကို box to box နဲ့ပြေးတယ် person တွေကလည်းကျွတ်စင်နေကြည့်ပဲအဲ jumping ခေါင်းခေါင်းအမြဲဦးတယ် newcastle နဲ့ပွဲတော်ဆိုလည်း တော်တော်တော့ဒမ်ဘန်တို့နစ်တို့ပါနစ်တို့ဆိုတော့တို့ဆိုရင်6ပေ9ပေ6ပေ9တွေကိုရှင်တိုက်တာသူက9ပေ7အရက်နဲ့ဒီနေ့ဆိုလည်းကျွန်တော်တို့သတိထားပြီးကြည့်တယ်ခေါင်းပေါ်လူတယ်သူပဲဥတယ်ဘသူနဲ့တိုက်တာအဲ့တော့ဇူပီမန်တရားတော်တော်လေးကိုတော့အားရတယ်မှာပါနောက်တစ်ခုကအဇေအဇေကတော့ကျွန်တော်ကျွန်တော်ကျွန်တော်အသေးဆွဲပါပြီဒီနေ့ကတော့ကျွန်တော်ရဲ့အသေးလေးပေါ့လေဒီနေ့ဆိုလည်းသူဝင်လာတော့တခုလုံးပြမယ်လို့မျှော်လင့်တယ်ဒါပေမဲ့ဒီနေ့စာကားလုံးပြပါပဲအဲဘယ်လိုပဲဖြစ်တယောက်ပြီးတယောက်လုံးပြနေအသင်းကပုံမှန်ကစားရတယ်နိုင်တယ်ဘောလုံးပိုက်ဆိုင်မှုတွေအသာပြေးနိုင်တယ် ဒီလောက်ဆိုရင်ပဲကျင်းနေစရာကောင်းတယ်နောက်ပြီးဒီလထဲမှာဆိုအာဆင်နယ်ကလန်ဒန်တဖောင်းမခွာရဘူးထင်တယ်အင်္ဂလန်ကလေအင်္ဂလန်ကလေနောက်ဆုံးကြမှာ Brighton နဲ့ကားပါထင်တယ်နောက်ဆုံးမှာဆိုအာဆင်နယ်ကတော်တော်လေးကိုပွဲပန်းနဲ့တန်လဲခံရဖို့မရှိဘူးအသင်းရဲ့ squad တက်ကလည်းတော်တော်အားရစရာကောင်းတဲ့အနေထားမှာသူတို့လုံနိုင်လုံနိုင်တယ်လို့ဒီလထဲမှာအာဆင်နယ်က ထိတ်ကိုရောက်နိုင်မလို့ကျွန်တော်ထင်တယ် Okay ဆိုတော့ညို့ထပ်ပြီးမေးကြတယ်ဆိုတော့အခုဒါကတော့အခု new signing နေပေါ့လေဆိုတော့ကြံရှိတဲ့ကစားသမားတွေကအခု Gabriel Martinelli ဆိုရင်၃ပွဲကစား၃၃ပွဲသလုံးကိုးသွင်းထားတာပေါ့လေတကယ် Crucial Champions League ၂ပွဲနဲ့ Manchester City ပွဲသွင်းထားတယ်ဟိုဘက်က Leandro Trossard ကလည်းနှစ်ကိုးသွင်းထားတယ်ဆိုတော့လက်ရှိအဟောင်းနေတဲ့ကဒီ Martinelli တို့ဒီလီယန်ဒိုထရိုဆိုရိုနောက်ဟာဗတ်ပြန်လာတဲ့အခါဒီကစားသမားတွေကရောအသင်းအတွက်ဘယ်ပိုင်းနေမှာအားကိုးရမလဲဘယ်လိုတွေမြင်လဲညီ အာမန်ဒီလန်နဲ့ထရဆာကကျော် mostly ဟို substitution အနေလာရပါမယ်သူတို့ impact ကတော်တော်ကောင်းကြတယ်သူတို့ starting lineup ထဲမှာထည့်တာမှန်တယ်ဒီနေ့မန်ဒီလန်လီ starting lineup မှာတော့ကိုးသိမ်းပါတယ်ဗျာဒါမဲ့အလောက်ကြီးခြေစမ်းပြရတယ်မှာခြေစမ်းပြရတယ်မှာမပေါ့ကိုကန်ကောင်းလို့ပဲ Ugress scan နဲ့ကနဲ့လောတိုင်ထိပြီးဝင်ပြီးတော့ပြန်သွင်းလာဆိုတော့အလောက်ကြီးအားရစရာမရှိဘူးဒါမဲ့ခုဒီနောက်နောက်ပိုင်းပွဲတွေမှာပေါ့နော်ဟိုမန်ဒီလန်ကအခုသွင်းပြနေတာတောက်လျှောက် last minute ကိုမန်စီးနဲ့ပွဲမှာဆိုတော့ last minute ကိုသွင်းထားတယ် အေးနောက်ဟိုပွဲတွေလည်းတွင်းလာဆိုတော့အားရစရာလိုပဲမြင်ရမှာပါကျွန်ဆိုတော့အခုအာအခုအခု Yogres က big game နေမှာနည်းနည်း struggle ဖြစ်တဲ့ခါမှာ Harvard ရဲ့ဒါလှုပ်အားယုံအား champion အားနောက်ဒီပွဲကြီးတွေမှာ तू ကဘာဖြစ်ဖြစ် Harvard ကလှုပ်တက်ကင်တဲ့အချိန်မှာ Kai Harvard ကိုရောပွဲကြီးတွေမှာ American Athletic နဲ့ option တစ်ခုအနေနဲ့သူတို့စဉ်းစားနိုင်မလို့ထင်လားဟုတ်စဉ်းစားနိုင်ပြောတာပြောတာဟို Harvard နဲ့ Yogres ရှင်လို့ဆို Harvard က တွဲပြီးတော့ဆော့တဲ့အချိန်မှာအဲ့လို build up play မှာအများကြီးပူတာရယ် USS ဆိုရင်ဒါပေမဲ့ဂျော်လောဆယ်ဟိုဂျိုကဲဆိုတော့နည်းနည်းပါတော့အခွင့်အရေးတော့ဆက်ပေးတယ်အချိန်လေးပေးတယ်တုံးလေးလောက်အချိန်ပေးပြီးမှဂိတ်အဆင်မပြေရင်လည်းနှစ်ယောက်အဲ့လိုမျိုးတွေ့ရမှာလှည့်ပြီးတော့အဲ့လိုဆော့ရင်လည်းဆော့ အဲ့လိုမျိုးစင်တော့နည်းနည်းပို့ပြီးအဆင်ပြေဆိုတော့နောက်တစ်ခုကအခုဒါတော့အခုတက်လက်စားတယ်ဗောလေ non immaterial ကခုနှစ်လနားတယ်သူလဲသူ့ပုံစံကြည့်ရတာ looking sharp ဖြစ်တယ်ဒါပေမဲ့ unbroader နဲ့ပတ်သက်လို့ကတော့သူက chelsea မှာတည်းကရောအရင်တည်းကသူ့ရဲ့ unbroader နည်းနည်းအားနေတယ် unbroader ဘိုင်းမှာဆိုတော့ non immaterial ဘောရောဒါဘယ်လိုမြင်လဲညီဟုတ် non immaterial ကတော့ရောက်တဲ့ကတော့ခြေစမ်းတော့ ်ထင်တာတော့အများကြီးလုံးကြပုံမှန်လူတွေထင်တာကတော့သူခြေစမ်းပြတ်ပုံမှန်လူတွေထင်တာကသူ့ရိတ်မလုံးကြဘူးဘာလို့လဲသူခြေစမ်းကတော့မကောင်းခြေစီးမှာတော့ဒါပေမဲ့အခုဒီကိုရောက်လာပြီးတော့သူတော့ရှောက်ကော်ဖီဒန့်ရှိရှိနေပဲခြေစမ်းကိုပြရတယ်တော့ရှောက်ပွဲတိုင်းနှီးပါမှာလည်းအဲ့လို အပြစ်ပြောစရာမရှိတော့အောင်တကယ်ကောင်းတာမမေတွေကရတာဟုတ်โอเคဒါကတော့ဒါညီလေးသုံးရပါလို့ဆိုတော့ညီကိုပြန်မေးမယ်ဟုတ်ဒီယာဒီမှာအာဆင်နယ်ကအခုဒါကာရာဘောင်းကက်ကအခု probably by brighton နဲ့ကျွန်တော်တို့ round 4ကံမယ် FA ကတော့ဘာမှမသိသေးဘူး champion league ကလည်းအခုကျွန်တော်တို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်အဆင့် stick on the shit တွင်တော့ဝင်ပါပဲဝင်ပါပဲအဲ့ဆိုကျွန်တော်တို့ကဘာဖြစ်ဖြစ်ရှုံးထွက်16သင်းကိုရောက်လာမယ့်အခြေအနေမျိုးမှာဒီယာဒီမှာအာဆင်ပေးသက်တယောက်နေနဲ့ဒါဖလားစုဖလားတစ်ခုအတွက် ဘယ်ဖလားအာစနယ်ကဖြစ်နိုင်ကြည့်အရှိဆုံးဖြစ်မယ်ထင်တယ်ပိသက်တယောက်အနေနဲ့ဆိုရင်တော့ပရီးမီးယားလိဂ်ကိုချန်ပီယံလိပေါ့လေဒါပေမဲ့ဘယ်ဖလားတွေက reality ပိုဖြစ်နိုင်ပြီးတော့ဘယ်ဟာကအာစနယ်အသင်းတို့ကဖြစ်နိုင်ကြည့်အကောင်းဆုံးဖြစ်မယ်ညီဘက်ကအမြင်အရှေ့ရပွဲကြီးအစလီဗာပူးအခုအရန်နောက်ဆုံးမိနစ်နေပြန်လာနေပြန်လာနေဆိုတော့နည်းနည်းစိတ်ပဲဗျာဒါပေမဲ့အခုပြန်ကြည့်တော့လီဗာပူးပွဲချက်တွေလာပြီကျွန်တော်လည်းအကုန်ပွဲချောင်နေဖြစ်နိုင်ကြည့်အရန်များရဲ့ဗျာကျွန်내အသင်းတွေကောင်းမကောင်းလို့မဟုတ်ကောင်းတယ်ဗျာဒါပေမဲ့ကိုရီးယားစကွတ်တက်ကအဲ့လိုမြင်းလို့များတယ်ဗျာ တကယ်လည်းကောင်းတယ်ဒီနေ့ကယူလဲပရီးမီးယားလိကတော့ရအောင်ယူရမယ်လို့ထင်တယ်ရအောင်ရမယ်ရလဲရနိုင်တဲ့ squad လည်းရှိပြီးသားလုံးလဲလုံးနိုင်တယ်ဆိုတော့ပရီးမီးယားလိကတော့ရလိမ့်မယ်ပရီးမီးယားလိပေါ့ပရီးမီးယားလိပေါ့ဒီကတော့ပရီးမီးယားလိရဲ့ champion လေးနှစ်ခုတည်း prefer ဖြစ်ဘယ်ရပို့လို့ခြင်းလဲဘယ်ရပို့ champion လိကတော့မရဘူးဒီက champion လိကလုံးခြင်းတော့ champion လိကတော့ကျွန်တော်တို့အနှစ်တိုင်းပြောနေကြတိုင်းအာဆင်နယ်ကတော့ဒီလူစင်းအနေနဲ့ဘယ်ဖလားမျိုးဘယ်ပြိုင်ဘက်မျိုးနဲ့မဆို လုံးပြနေဦးမှာပဲရယူနိုင်ဦးမှာပဲပရီးမီးယားလိဂ်ဆိုရင်ဒီနှစ်ကရနိုင်တဲ့အခြေအနေကနေပြီးတော့ဟိုကြာသွားပြီရောက်ရတော့မယ်ဆိုတော့နှစ်မျိုးရောက်နေပြီအာဒီတာရဲ့ face အနေနဲ့သူ့ရဲ့အခြေအနေပေးထားတဲ့ဒီ squad တွေသူလိုချင်တဲ့လူတွေရောက်အောင်ခေါ်တဲ့သူဖန်တီးထားတဲ့ဒီလူစီရင်နဲ့ဒီဒီဒီလူစီရင်နဲ့ပဲဒီဒီဒီဖလားကြီးကဒီနှစ်ဒီကွဲကိုလာမယ်လို့ကျွန်တော်ထင်မိတာပရီးမီးယားလိဂ်ကရင်မခုံး လီဗာပူးကောင်းတယ်မှန်တယ်ဒါပေမဲ့ဒီနေ့လီဗာပူးကိုကြည့်လိုက်နောက်ဆုံးနှစ်ပွဲသူတို့ကန်မဟုတ်ဒါပေမဲ့ပြောလို့မရသေးဘူးမန်ချက်စတာစီးတီးတက်လာနိုင်တဲ့အခြေအနေရှိရဲ့သွားပြီးတော့စီးတီးတို့လီဗာပူးတို့ကကြတော့အမြဲတမ်းဘူဆွဲလေးရှိတဲ့အသင်းတွေဖြစ်တော့သူတို့ကအချိန်မြေပြန်လာနိုင်တယ်ဒါပေမဲ့အခုလောလောဆယ်အနေထားပေါ့လေညီအမြင်ရဆိုရင်တော့ Arsenal looking sharp ဖြစ်တယ် strong ဖြစ်တယ်လက်ရှိအနေထားပေါ့လေဆိုတော့ဒါဖလားက Champions League နဲ့ Premier League မှာအခုကျွန်တော်တို့အခုတို့ နှစ်ခုလုံးအတွက်ချမ်းရှိလာဘယ်အားပို့ပြီးတော့ဖြစ်နိုင်ကြအရှိဆုံးဖြစ်နိုင်မယ်ဟုတ်ကျွန်တော်အမှန်တမ်းပြောရရင်တော့ပရီးမီယံလိရောချန်ပီယံလိရောဖြစ်နိုင်ကြကအခုချိန်မှာအာဆင်နယ်အသင်းကတခြားအသင်းတွေထပ်ပို့ပြီးတော့နည်းနည်းလေးတော့ပုံများနိုင်မယ်လို့ထင်တယ်ရှေ့ပို့ပြေးလောက်တယ်ဘာလို့တခြားပြိုင်ဘက်အသင်းတွေကကစားသမားတွေကလည်းတို့အစိတ်တွေထဲမှာတို့ခေါင်းတွေထဲမှာလို့ရှိပြီးသားချန်ပီယံလိဆိုရင်လည်းတခြားအသင်းကပလေယာတွေကပြောလိုက်တယ်အဲ့လိုအာဆင်နယ်ကဒီနေ့ သူတို့ရေပန်းစားရပေါ့သူတို့အကြိုက်တွေ့နေပေါ့ဒါအချင်းချင်း player ကြားထဲမှာရှိနေ respect တခုလို့ဖြစ်နေမနေ့ကလည်းလှုပ်ပြခဲ့ real နှစ်ကြော်လုံးနိုင်ဒါကြီးကလာကြီးကလုံးဝကျွန်တော်တို့ arsenal fan ဖြစ်ခဲ့တောက်လျှောက်လို့ဘယ်လိုပြောရမလဲအပျော်ရွှင်အောင်သုံးနေပြီပေါ့ကွာအဲ့လိုဓာရီကဒီနှစ်လည်းထပ်လုံးပြနိုင်ဦးမလို့ထင်တယ်မနေ့က PSG ရှုံးတယ်ဒါပေမဲ့စိုးစိုးရွားရွားရုပ်ပြက်စင်းမြတ်ကြီးမရှုံးခဲ့ဘူးပေါ့လေကျွန်တော်တို့ကကျွန်တော်တို့ experience ကအရန်လိုတယ်ဒီကစားသမားအစ်စ်တွေနောက်ပြီး ချန်ပီယံလိကသာဦးရဲ့လူကတသိန်းလုံးတောင်မရှိနေတဲ့အချိန်တွေမှာဒါတွေကလောက်ယူရမယ် experience ပဲကိုရီယူခဲ့ပြီးတော့အကောင်းဆုံးနေရခဲ့တယ်အမြင့်ဆုံးနေရောက်ခဲ့တယ်ဒီနှစ်ကတော့ကြေကြာပေါ့ final အထိလောက်တော့တတ်နိုင်တယ်လို့ထင်တယ်ကျွန်တော်အားစင်းနေ Okay ဆိုတော့ညီဘက်ကရောအခုဒါ expectation ကဘယ်ယာတွေဖြစ်မလဲအာ expectation ကတော့ premier league ပဲကျွန်တော်လောလောဆယ်မှန်လို့ရရတယ်ရှင်းတယ်အခု champion league ကကြတော့အဓိက heritage မရှိရလဲပါလို့ကိုကိုအတင်ကိုဖဲရတော့မဟုတ်ဘူး။ heritage မရှိရပါတော့အဓိကသူတို့ mindset တွေမှာ player ဒီရက်ပို့ပြီးနောက်နှစ်နှစ်သုံးနှစ်လောက် consistently ဆော့ဖို့လိုသေးတယ်။ consistently ချိန်မဲလေးမှာအလိုပါဝင်အနေဖြုံးထွက်နှစ်တိုင်းရောက်နှစ်တိုင်းရောက်ပြီးတော့အနေဆုံးရှုံးရှုံးနိုင်တယ်။အဓိကသူတို့ဆော့ပေးဖို့ဆော့ပေးပြီးမှသူတို့နောက်သုံးနှစ်လောက်နေမှာ experience ရလာချိန်မဲလေးလိုက်ဖို့ အခုအာညီပြောတာမှန်တယ်နော်အဲ့ပွဲဟာအခုအိုလံပီယာကောပွဲကပရီးမီယာလိဆိုအခုလေးလုံးတော့အသားလေးရတယ်အဲ့ဒါအဓိကပဲချန်ပီယံလိမှာအခုတို့ကဖြတ်နိုင်တဲ့အခြေအနေမျိုးရပါရဲ့နဲ့အလိုလိုနေရင်တခုခု something ဖြစ်နေတာတို့ struggle ဖြစ်နေတာတို့အဆုံးမတတ်နိုင်တာအဲ့ဒါပြင်သနာပေါ့လေအခုဆိုရင် PSG ဆိုရင်ဘာဆိုနာကိုတော်တော်ကောင်းကောင်းနဲ့နိုင်သွားတာမိုင်းမြူနစ်တော်တော်လေး strong ဖြစ်တယ် Real Madrid ကအမြဲတမ်း strong ဖြစ်တဲ့အသင်းပေါ့လေဆိုတော့ဒါကတော့အခုဆိုညီကပရီးမီယာလိကပရီးမီယာလိပေါ့လေဆိုတော့ Premier League trophy ရသွားရင်အကိုကတော့ဒါအကိုအမြင်တော့ဗျာ Premier League ကအကိုတန်တိုင်းမှာလည်းမြင်မှုပြီးသွားတယ် ဆိုအကူကတော့ချန်ပီယံလိကိုပိုလို့ခြင်းတယ်။ဘာကြောင့်လဲဆိုတော့ European level မှာကျွန်တော်တို့ကအကူတို့ကိုကြည့်လိုက်လို့ရှိရင်အမြဲတမ်းပေးသက်တယောက်နေနဲ့အမြဲတမ်းနှိမ်ခံနေရဘွားဖြစ်တဲ့ကြောင့်အဲ့ချန်ပီယံလိကတော့လိုကိုလိုခြင်းတယ်။ဒါကျွန်တော်တကယ်ချင်းဆိုလဲသူကပြောတယ်ချန်ပီယံလိကိုပဲပို prefer ဖြစ်တယ်ပေါ့လေ။ဒါကတော့အခုပေါ့လေ။ဆိုတော့ညီလေးတို့တော့ညီရဲ့နာမည်ကဘာလို့သူမြတ်အောင်သူမြတ်အောင် ူကထူမညီရဘူးသူလူလူမင်းခန့်ပါပဲပြီးတော့မညီရရှဲမင်းဦးပြကဲဆိုတော့သုံးမျိုးကလာတဲ့ကျွန်တော်ညီလေးသုံးယောက်ဖြစ်ပါတယ်ဒါသူတို့ကကျွန်တော်ရှိမှာကျွန်တော်လာတွေ့ရင်းနဲ့တွေ့တော့မဘလုံးဝကြည့်ရင်းနဲ့တိုက်ဆိုင်သွားနေတွေ့တာပေါ့လေဆိုတော့အခုဒါကတော့ကျွန်တော်အမရိကွင်းကနေတင်ဆက်ပေးတာပါကြည့်ရှုအားပေးကြတဲ့ဘလုံးပြည်သက်တွေအားလုံးနောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီကြည့်ရင်ကျွန်တော်ထပ်ပြီးတော့လဲဒါကျွန်တော်တွေ့ကြတာပေါ့လေအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်